နမဲကြီးမင်းသမီးတွေရဲ့မင်္ဂလာပွဲထက်တာလုံးနဲ့လက်ထပ်ပွဲကြီးကိုကျင်းပခဲ့တဲ့မြန်မာအော်ဘာလုံငန်းပြည်သူများအလုံးပဲမင်္ဂလာပါရှင်၂၅ခုနဲ့တရင်ကျော်ကမြန်မာနိုင်ငံရဲ့တထေးကြီးတွေမင်္ဂလာဆောင်တဲ့နှစ်လို့ပြောနိုင်လောက်အောင်ခန္ဓာကြီးကြီးတဲ့လက်ထပ်ပွဲတွေကိုကျင်းပကြတာဖြစ်ပါတယ်အပြိုကြီးစီးရင်ဝင်နေပြီဖြစ်တဲ့နမဲကြီးမင်းသမီးတွေလည်းအပြန်အဆိုင် pre wedding ဓာတ်ပုံတွေရိုက်ပြီးလက်ထပ်နေကြပါတယ်ငယ်စဉ်ဆုံးတွေကလည်းရေခဲတော့အထီးသွားပြီးလာပါတဲ့ဓာတ်ပုံတွေကိုရိုက်ကူးခဲ့တာကြောင့် ကံအကောင်းဆုံးမိန့်ကလေးဖြစ်ကြောင်းခုံပြုခဲ့ကြပါတယ်။ထိတ်တန့်မင်းသမီးတွေကခရိုနီကြီးတွေနဲ့အပြိုင်ဆိုင်လက်ထက်ကြတာဖြစ်ပြီးသူတို့ရဲ့မင်္ဂလာပွဲတွေကလည်းလူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပါတယ်။ထိတ်တန့်မင်းသမီးတွေရဲ့မင်္ဂလာပွဲတွေထက်ကိုကြောပြီးလူတွေပိုစိတ်ဝင်စားခဲ့တဲ့မင်္ဂလာပွဲကတော့မြမအော်ပါလုပ်ငန်းရဲ့တာမင်္ဂလာဆောင်ဖြစ်ပါတယ်။မြမအော်ပါလုပ်ငန်းကတောင်သူလယ်သမားတွေကြားထဲမှာတော့နာမည်ကြီးပြီးမြန်မာနိုင်ငံရဲ့မီလီယံနာတတိမိသားစုဖြစ်ပါတယ်။ သူတို့သားမောင်ပြေစုံနဲ့သူတို့သမီးမဆုလက်ထုံရဲ့ဆူလျာရဲ့ပတ်မင်္ဂလာပွဲကြီးကိုရန်ကုန်မြို့မှာခမ်းနားစွာကျင်းပခဲ့ပါတယ်။အဲဒီမင်္ဂလာပွဲတစ်ခုလုံးရဲ့ကုန်ကြစည်ကတော့တိမ်မောင်းတောင်းချီကုန်ကြခဲ့တယ်လို့သိရပါတယ်။သူတို့သမီးရဲ့ပွားကိုလည်းဗရန်များနဲ့အစီချေထားတာကြောင့်တံမိုးဖျက်လို့တော့မရခဲ့ပါဘူး။သူတို့သမီးရဲ့အလက်ကင်မန်းကိုလည်းစေရွှေဗရံများနဲ့စီချဲထားတဲ့အပြင်စတုံးမှာလည်းဗရံများအလုံးကြီးတွေကိုပန်းဆင်ထားပါတယ် ဒါကြောင့်သူတို့သမီးရဲ့လဝရရဏတခုရဲ့တန်မိုးနေတယ်။တိမ်မောင်းတောင်းချီတန်နေမှတည်ကြပါရယ်။သူတို့သမီးအတွက်မိတ်ကပ်ဆရာကိုလည်းထိုင်းကနေ ခေါ်ထားတာဖြစ်ပြီးမိတ်ကပ်ပြင်ကားကလည်းတိမ်ရကနန်းကုန်ကြပါရယ်။ခမရဲကိုဝင်လိုက်တာနဲ့နန်းတော်ကြီးရဲ့ရောက်သွားလာလို့ထင်ရလောက်အောင်ခန်းထားတဲ့အပြင်ဆင်တွေကိုပြုလုပ်ထားခဲ့တာပါ။တသက်မှာတခါသာဆောင်ရတဲ့မင်္ဂလာပွဲမှာတင်းတင်းတဲတဲမင်္ဂလာဆောင်ခဲ့တာပါ။ဒါကြောင့်နမေကျော်မင်းသမီးတွေရဲ့မင်္ဂလာပွဲထက် ရိုနီတထေးကြီးရဲ့တာမင်္ဂလာပွဲကို လူတွေက ပိုစိတ်ဝင်စားခဲ့ကြပါတယ်။မြမအော်ပါလုပ်ငန်းကမြန်မာနိုင်ငံရဲ့တမ်းမြီဩဇာလုပ်ငန်းတွေထဲမှာအအောင်မြင်ဆုံးလုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်းတာပြည့်သူရဲ့မင်္ဂလာပွဲကိုဘယ်သူနဲ့မှမတူအောင်ကျင်းပပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အရေးသွေးပြေဝတဲ့ဗရန်များတွေကိုဆင်းရဲမိလက်ထပ်ခဲ့ကြတယ်။သူတို့သမီးလေးကိုအားကြနေပြီလားဆိုတာကောမမှာပြောပြခဲ့ကြပါအောင်ရှင်။